ဝန်ထမ်းနဲ့ပတ်သက်ပြီးမမြဲပါဘူး။နော်ကျွန်တော်ဟိုတနေ့ကဒီအာကျောက်ဗရောင်းကနော်လဖေးဆိုင်လေးတစ်ဆိုင်ကျွန်တော်တို့ထိုင်တယ်။ထိုင်ပြီးတော့အာကိုဝန်ထမ်းနေဘလို့လဲအဆင်ပြေလားဗာပဲလဲညာပဲလဲကျွန်တော်မေးရင်းထဲမှာကျွန်တော်မိတ်ဆွေဆိုင်အတွက်ကိုကျွန်တော်ဝန်ထမ်းများရနိုင်မလားလို့ကျွန်တော်သူတို့တီးမီခောက်မိတာပေါ့။အကိုလည်းမရနိုင်ဘူး။ဟာမဟုတ်ဘူးလေဗျာလို့ခင်ဗျားတို့ကထိုင်းနိုင်ငံသွားတာသွားတာပေါ့နော်မလေးရှားသွားတာသွားတာပေါ့။၁၈နှစ်အထက်တွေသွားကြတာဗျာ။၁၈နှစ်အောက်တွေတော့ကြံလိမ့်မယ်ထင်ပါတယ်။ အဲ့တော့တယောက်နဲ့ယောက်များမရနိုင်ဘူးလားဆရာကြီးကလည်းဘာတွေပြောနေတာတော့ကျွန်တော်တို့မှာဆက်နှစ်နှစ်အထက်ဆုံးသွားရပြီထိုင်းအောင်ဆက်နှစ်နှစ်နဲ့ထိုင်းမှာသွားနေကြပြီနော်ရွာတရွာလုံးဘူးမှမကြံတော့ဘူးနော်အဖိုးကြီးနဲ့အဖွားကြီးပဲကြံတော့တယ်အဲ့တော့ကျွန်တော်တို့သိရမှာကဝန်ထမ်းရှားပါမှုပြဿနာတည်အဓိကကျွန်တော်တို့ရဲ့ main choice ရုပ်ဖြစ်လာပြီအဲ့တော့ရှိတဲ့ဝန်ထမ်းနဲ့ထိမ့်မှုလိုလာပြီ နော်ရှိတဲ့ဝန်ထမ်းနဲ့ထိမ့်မှုလို့လာပြီနောက်တစ်ခုကကျွန်တော်တို့အတွေးခေါ်တော်တော်များများကကျွန်တော်မန္တလေးကိုရောက်တော့လည်းကျွန်တော်ပြောပါတယ်ဟင်းအောင်တို့မင်းတို့ကလည်းဝန်ထမ်းတွေကိုရှာလို့ရှိရင်အငယ်လေးပဲရှာတယ်ကွာလို့အသက်50အထက်ရှာကြည့်ပါလားလို့စပိန်နေနိုင်တဲ့လူစိုက်ကားနေနိုင်တဲ့လူစိုက်ကစိုက်ကနေနိုင်တဲ့လူဘယ်လိုပဲဖြစ်ခေါ်ကြည့်ပါလားလို့အရင်က gas ဆိုးတန်နိုင်တယ်ဆိုအလုပ်လုပ်လို့ရတယ်ကျွန်တော်ရဲ့ perspective တွေပြောင်းဖို့လိုတယ်ကျွန်တော်တို့လူငယ်တွေရှာလို့မရလူကြီးတွေပါလို့ခန့်လို့မရမှာဟုတ်တယ်မလူကြီးတွေကျွန်တော်တို့အလုပ်လုပ်ခန့်လို့ရတယ်လေ တချို့တွေဆိုလို့ရှိရင်အသက်ကြီးကြီးအသက်50 40 45လောက်တွေနိုင်ငံခြားလည်းမသွားတော့ဘူးเนาะသူတို့တွေဒီမှာပဲကြံနေတာခုနကလို့ပြောတဲ့ message နဲ့ကျွန်တော်တို့တွေးကြည့်ပါเนาะကျွန်တော်တို့ကဘာလဲဆိုတော့ပြောင်းမြန်နေပြန်လဲတွေးရမှာเนาะကျွန်တော်တို့အမြဲတမ်းမြန်မာတိုင်းမြန်မာတိုင်းမှာတော့တိုင်းပြောင်းမြန်ဆိုတဲ့စကားရှိပါတယ်เนาะသူများတွေမတွေးတဲ့အတွေ့သူများတွေမမြင်တဲ့အမြင်သူများတွေမရှိတဲ့အရှိကိုကျွန်တော်တို့ကြည့်ဖို့လိုတယ်အဲ့တော့ business မှာဒီလိုမျိုးပဲ